င်းတို့ဈေးတောက်ပွဲတီတီတူမှာအာနာရှိတယ်ဆိုတာကိုတက်တေပြရဲပွဲတာဖြစ်တဲ့ရှင်းတို့လက်ထဲမှာရှိတယ်အာနာကျမတို့လက်ထဲမှာရှိတယ်အာနာကိုအလွဲသုံးစားမဖြစ်စေနဲ့အလဟတ်တ်မဖြစ်စေနဲ့ လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းထပ်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ဒါကြောင့်လည်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2008ကြီးဖြစ်နေလို့2008ကြောင့်2008ကြောင့်လို့တိုင်းပြည်မှာဖက်ဖက်မရောက်ပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်စိတ်ချပေးတာစကားလုံးတစ်ခုသာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်သာဖြစ်တယ်။ထပ်ပြောပါမယ်စစ်တမ95ရာခိုင်နှုန်းပါနေလို့လွတ်တော်မ95ရာခိုင်နှုန်းပါနေလို့နှစ်နောက်ရှိချေးဟုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှစ်နောက်ရှိကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲကအများပြောနေတယ်လို့နာဆာအတွက်ထွက်ပေါက်မဟုတ်ဘူးလို့မပူတူတုံတက်ပြောဆိုသွားသည်မူအဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာရွေးကောက်ပွဲကထွက်ပေါက်ဆိုရင်နာဆာကအတွက်လားဒီတို့အတွက်လား မင်္ဂလာပါကျွန်မမဟုတ်ဘူးမာသေးပါရှင်ရွေးကောက်ပွဲတည်လက်ရှိနိုင်ငံရေးချက်တဲ့အတွက်တခုလဲတော့ထွက်ပေါက်ဖြစ်တယ်လို့အားလုံးကပြောဆိုကြတယ်။ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာပြည်သူလူထုအတွက်ထွက်ပေါက်လားအနာဆောင်ကအစိုးရအတွက်ထွက်ပေါက်လားဆွေးနွေးသုံးသပ်တင်ပြပေးပါမယ်။အများသူငါအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ဒီကွန်မန့်တွေကနေပြီးတော့မှအကျိုးအကြောင်းစီလျော်ပြီးတော့အများသူငါအတွက်ဘ ഹു တုတရရစေရကွန်မန့် YouTube ကကွန်မန့်ဆယ်ခု TikTok ကကွန်မန့်ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ပြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင်ရကိုမဖြစ်မနေပြောဖို့လိုအပ်လာရင်ဘာကြောင့်လဲ။ ကြီးလုံးသောတိုင်းသားမဟာမိတ်များအဖွဲ့ဆိုရဲ UN တွေကခေါင်းဆောင်တယောက်ကပြောဆိုမှုနာဆာကဆိုရဟာရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအလျှော်တင်လို့ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင်အလျှော်တင်လို့ပြီးပြုပြင်နေခြင်းဟာတိတ်ခါမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွတ်ဆွဲပြောဆိုသွားတယ်ဆိုတော့ပထမဆုံးကျမတို့နံပါတ်1အနေနဲ့မေးဖို့ထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ ရွေးကောက်ပွဲရဲ့အနှစ်သာရပါပဲမိမိတို့ရဲ့ထင်မြင်စကြတဲ့ကိုရှေ့ခဲ့လို့ရှားတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူလူထုထံမှရှိသည်ပြည်သူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီအဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တပ်တွေအဖြစ်ပြနိုင်တဲ့ပြရုံထပ်ပြောပါမယ်နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့ စကားရဲ့အတွက်တက်တေပြစရာတခုလည်းတော့ထပ်ပါဒါကြောင့်မို့ကျမတို့ပြည်သူတွေကမိမိတို့တင်မြောက်လိုက်တဲ့အစိုးရတည်းရဲ့ရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးအောင်မနော်လွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတည်းအဖြစ်မောင်းနှင်ကြတယ်ဒါကြောင့်မို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတဲ့ပွဲတာဖြစ်ပါတယ်ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှဆင့်တက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်ရဲဆိုတာကိုတတ်တည်ပြတဲ့အပွဲပဲဒါကြောင့်မို့လို့ဟုတ်မှာကျွန်တော်တို့ပြည်မျိုးမှာ 啊，西瓜伊，碧苗嘛些，西瓜伊，周寨伊，啥地方？明明碧苗嘛些，碧都露出来，伊看转。这么路，水嫩水甜在看嘛，但哎这样西瓜太高逼哦，这么路西瓜金把路下的，多多碧开眼，多大为熟人？碧开眼什么？西瓜伊龙门魁苗周寨伊龙门这么伊碧伢伊龙门熟。结果这段高子来地要，相关地段果子来地要，相关地段果子来的要属于高子来的有钱的苗样。碧开眼些嘛，碧都都土些，伊肯啥的？水嫩从甜多买看，带个牛那个果子来白要。 ပေါင်းနယ်မြို့နယ်ကကိုစလဲဗနဲ့ရောက်ရွှေတောင်မြို့နယ်ကကိုစလဲဗနဲ့ရောက်ဆိုပြီးတော့မြို့နယ်အစဉ်ကိုစလဲတွေကျင်းပရတယ်ဒါခရိုင်စဉ်ဟုတ်ပြီဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့အတိုင်းဒေသကြီးအစဉ်အနေနဲ့ဘကိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရရဲ့ကိုစလဲဗနဲ့ရောက်တရားဝရီခရိုင်ကပြည်ကိုစလဲဗနဲ့ရောက်တောင်ကိုခရိုင်ကကိုစလဲဗနဲ့ရောက်ညောင်လေးကခရိုင်ကကိုစလဲဗနဲ့ရောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုစားကိုစလဲတွေရွေးချယ်ပြီးတော့တိုင်းဒေသကြီးအစ်စ်အနေနဲ့ ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြမနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာဘကိုးတိုင်းကဘယ်နှယောက်မနေလေးတိုင်းကဘယ်နှယောက်မကွေးတိုင်းကဘယ်နှယောက်ရန်ကုန်တိုင်းကဘယ်နှယောက်ဆိုပြီးပြည်သူတွေကကိုစားပြုအနေနဲ့ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျွန်တော်မြန်မာနိုင်ငံကိုလည်းဒါကြောင့်မလို့ The Republic လို့ခေါ်တာအဲ့ဒီဖြစ်စဉ်က The Republic အဲ့ဒီကနေပြည်သူတွေကနော်ငါတို့အတွက် ငါတို့ဘကိုးတိုင်းဒေသကြီးမှာငါတို့ဒီ agent ဆိုတာတင်းရဲ့ agent ဆိုတာလောက်ကန်ရှာဖွေစားတောက်ရှင်နေငါတို့ဘကိုးတိုင်းဒေသကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပအောင်နှိမ့်နေပေးပါတရားဥပဒေစိုးမိုးအောင်လုံဆောင်ပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအေးအေးယူပေးပါဒီတွင်ငါတို့ကမင်းကိုအစိုးရအဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွင့်အရေးတွေဆက်ပါမယ်အဲ့ဒီဖြစ်စဉ်ကို state of nature လို့ခေါ်တယ် ဲ့ဒီကနေပြီးမှကိုစလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်။မောင်ဖြူကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါရခင်ဗျာ။မောင်နီကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါရခင်ဗျာ။အဲ့ဒီဖြစ်စဉ်တည်။လေကိုကျမတို့ဆိုလို့ရှိရင်ဒါလက်ရှိအများသူငါပြောမယ်ဆိုရင်ဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါတယ်။ popular sovereignty ဒိဋ္ဌိအဖြစ်ဒီမိုကရေစီလို့ခေါ်တယ်။ဒါကြောင့်မို့ဖိတောက်ပွဲတည်ပြည်သူမှအာဏာရှိတယ်ဆိုတာကိုတက်သေးပြတဲ့ပွဲတာဖြစ်တဲ့ရှင်တို့လက်ထက်မှာရှိတဲ့အာဏာကျမတို့လက်ထက်မှာရှိတဲ့အာဏာကိုအလွဲသုံးစားမဖြစ်စေနဲ့အလတ်ဟတ်တက်မဖြစ်စေနဲ့ လက်ရှိမှာခလားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူရဲ့အာဏာနဲ့လုံပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းဖတ်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထောက်ပေါက်ဖြစ်သည်။ကျမတို့ဒီချက်ကိုရှင်းပြစစ်တပ်တရားရုံးများကတည်တန်းစီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေသည့်အပြင်အကျဉ်းသားအကျဉ်းသူများကိုလျှက်စစ်လျှော့ဖြင့်ညှဉ်းပန်းခြင်း၊လိမ်ပန်းဆိုင်ရာအကြမ်းဖက်ခြင်းများပါလုပ်နေ အကျန်းဖက်စစ်တပ်၏လက်အောက်ခံတရားရုံးများကလှုပ်ဝက်စွာတည်တန်းစီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေသည့်အပြင်စစ်တပ်ကလည်းအကျဉ်းသားအကျဉ်းသူများကိုလျှက်စစ်လျှော့ဖြင့်ညှဉ်းပန်းခြင်း၊လိမ်ပိုင်းဆိုင်ရာအကျန်းဖက်ခြင်းများကိုပါလှုပ်ဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုသည် ဇွန်လ13ရက်နေ့အထွေထွေညီလာခံမျက်နှာစုံညီစည်းအဝေးတွင်ကျင်းပပြုလုပ်သည့်ကဘာပေါ်ရှိအကျဉ်းထောင်များတွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများအားဖြည့်ရှင်းခြင်းနှင့်ဆက်လင်း၍တကားဖွင့်ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်မြန်မာနိုင်ငံတွင်စစ်အာဏာရှင်အစဉ်ဆက်လက်အောက်၌မတရားအကျဉ်းချခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကို အချိန်ကြာမြင့်စွာဖြည့်ဆည်းထားခဲ့ကြောင်းယခုအခါ2021ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်မှမတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်ဖြစ်ပေါ်ခြင်းကလေးကရင်းတို့သောဖိနှိပ်ချုပ်ချယ်မှုများကအလွန်မင်းဆိုးရရေမတ်တို့ရောက်ရှိလာခဲ့ကြောင်းစစ်တပ်လက်အောက်ခံတရားရုံးများကလှုပ်ဝက်စွာလှုပ်ရှားပြီးတည်တန်းစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေကြောင်း2023ခုနှစ်တနှစ်တည်း၌ပင်ဒီမိုကရေစီထောက်ခံအားပေးသူအယောက်160ခန့်တည်တန်းချမှတ်ခံခဲ့ရကြောင်းခင်းကဆိုသည် အထက်မှာထည့်ထားဖို့လိုအပ်တယ်။လက်ရှိမှာနိုင်ငံတော်ဝန်လုံးမှာလက်နက်ကင်ပြည်ပခါရဖြစ်နေတယ်။ပြည်သူလူထုဟာစစ်ရဲ့ဆိုးဆိုးတွေကိုခါစီပြီးခံရတယ်။ဒါကြောင့်မို့ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာတခုတည်းသောဆန္ဒကြီးရဲချမ်းမှုငါတို့တွေငင်းငင်းချက်ချက်နေချင်းပြီးငါတို့စစ်ပွဲကြီးအများပြီးချင်းပြီးငါတို့တွေငင်းငင်းချားချမ်းနဲ့လောက်ကင်ရှာပွေစားတော့ချင်းပါပြီဆိုရင်ပြည်သူလူထုရဲ့ဆန္ဒဒါဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငင်းချမ်းရေးကိုငင်းချမ်းမှုကိုဘယ်လိုတိစောက်ကြမလဲ။အားလုံးကညီညွတ်မှုနဲ့လားငင်းငင်းရေးကိုတိစောက်ရမယ်။အဲ့ဒီညီညွတ်ခြင်းဝင်ကောငါတို့ဘယ်လိုရမလဲ။ 张一楠，阿龙路前的人，牛大珍珠坤空，白奶马大嘞，你牛木下？牛大珍珠坤空，没白那对不？把张马牛牛木下？ အဲ့ဒီအတွက်အမျိုးသားတန်းမျိုးခွင့်ကိုပေးလိုက်မယ်တိုင်းရင်းသားတွေညီညွတ်ပြီးဟစ်တိုင်းရင်းသားတွေညီညွတ်တဲ့နေ့ဟာငင်းချိုင်ရင်ရတဲ့နေ့ပဲအဲ့ဒီအမျိုးသားတန်းမျိုးခွင့်ကိုဘယ်လိုပေးမလဲတိုင်းရင်းသားတန်းမျိုးခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနဲ့တင့်လျော်တို့ဖက်စည်းပုံခြေကံဥပဒေတရက်နဲ့အုံချုံချင်းချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထုရေမြေတောတာအနေထားအနေပေါ်မြောက်ပယံစာတာအဲ့ဒီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့တင့်လျော်တို့ဖက်စည်းပုံခြေကံဥပဒေနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ဖို့အတွက်မျိုးသားဒန်းတူခွင့်ကြီးအောင်ပေါက်ဖို့အတွက်တခုရတော့ထပ်ပေါက်ကြီးရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တဲ့ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တဲ့ရွေးချယ်လိုက်မှစစ်ဖက်အရဖတ်ဆက်ဆံရေးပေါ်လာမယ်ထပ်ပြမနော်ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတွေထွက်လာတယ်အဲ့ဒီလိုတွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့လွှတ်တော်ရမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့မှာစစ်ဖက်ရဖတ်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရဖတ်ဆက်ဆံရေးဆိုတာလူပိုင်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရသာပြည်သူတွေလက်နက်ကိုင်အဖွဲ့တွေကဆက်ဆံရေးမဟုတ်ဘူး ်စစ်ဖက်ရဖဆက်ဆံရေးဒီပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအရက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှရွှေနှွေးကြမယ်ဆုံးဖြတ်ကြမယ်လွှတ်တော်မှာအခြေအတင်အပြန်အလှန်ဆွေးနွေးပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ကိုပိုင်ပြဌာန်းခွင့်ကိုပေးမယ်တိုင်းရင်းသားတွေလိုချင်တဲ့ဓာတ်လုခွင့်ကိုပေးမယ်တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုကချင်ပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းချင်းပြည်နယ်မှာချင်းပြည်နယ်ဝန်ကြီးချုပ်ကိုချင်းပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းကယားပြည်နယ်မှာကယားပြည်နယ်ဝန်ကြီးချုပ်ကိုကယားပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းပုံမှန်267ပြင်ဆင်ခြင်းဆိုတာဖြစ်လာ တယ်ဒါကြောင့်မလို့ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်တယ်လို့ကျွန်တော်မျိုးတို့မှာဟာသိကားဆိုလိုခြင်းဖြစ်တယ်အားလုံးကတိုင်းရင်းသားတွေကပြည်နယ်ဝင်ချီချုပ်ကိုပြည်နယ်လွတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်နှစ်ကြောင်းတစ်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်လူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လမ်းပဲပြည်နယ်လွတ်တော်တွေကနေပြည်နယ်ဝင်ချီချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလည်းကချင်ပြည်နယ်လွတ်တော်တွေမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်ပြည်အပြည်နယ်လွတ်တော်တွေမှာလည်းပါနေတယ်။ချင်းပြည်နယ်လွတ်တော်တွေမှာလည်းပါနေတယ်။ရခိုင်ပြည်နယ်လွတ်တော်တွေမှာလည်းပါနေတယ်။ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးက ပြောစာကြီးဖြတ်လာတယ်။နော်စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်။တကယ်တော့အမှန်တကယ်လို့ရမှာငကဲနိုင်ငံရေးသမားတွေလို့ရမှာကစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လို့ရမှာမဟုတ်ဘူး။တိုင်းရင်းသားတဲ့အနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်မှုကိုတည်ဆောက်ရမှာဖြစ်တယ်။စစ်တပ်နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတည်ဆောက်ရမယ်ဒါဆိုရင်တိုင်းရင်းသားတွေက ြည်နယ်တွေမှာမဲပေးရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာเนาะ25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါက်မလားတို့ဒီမို့ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါက်မလားဆိုတဲ့ရွေးချယ်စရာတို့တို့မှာရှိလားဒီသူတို့မှာရွေးချယ်ခွင့်ရှိလာတယ်။ဒါကြောင့်မို့လို့အဲ့ဒီလိုမျိုး25ရာခိုင်နှုန်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2800ဖြစ်နေလို့2800 2800မို့လို့တိုင်းပြည်မှာဖက်ရမရပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်စိတ်ချပေးကြစကလုံးတစ်ခုသာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကအတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်ပါဖြစ်တယ်။ထပ်ပြောပါမယ်စစ်တမ25ရာခိုင်နှုန်းဘာနေလို့လွတ်တော်မှာ25ရာခိုင်နှုန်းဘာနေလို့နှောင့်ရှေချေမှုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှောင့်ရှေကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကအတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်။ဆိုတော့ စကားရင်အများကြီးပြောရင်ဖုံးပါလိမ့်မယ်ကျမရည်ရွယ်ချက်ဆိုလိုချက်ကိုနားလေသဘောပေါက်နိုင်မယ်လို့ထင်တယ်ရွေးကောက်ပွဲဆိုတာရှင်တို့တွေကျမတို့မှာရှင်တို့တွေမှာကျမတို့မှာအာနာရှိရဲအဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလဲဟက်တန်မဖြစ်အောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်